အကမဟာပန္တိတမိုးကုတ်ဆရာတော်ဖျားကြီးခန္ဓာဝင်ချတဲ့မြို့နိုင်ငံရေးအကျဉ်းသားနော်သူပြန်ထွက်လာတော့အဖောဝါစုမလွတ်သေးဘူးလားလို့ပြောလာတဲ့နိုင်ငံရေးအကျဉ်းသားအသက်ငယ်ဆုံးနေတဲ့မြို့ဗရမားတွေအများကြီးထွက်တဲ့မြို့ဘာသာရေးရောနိုင်ငံရေးရောနော်ဂုံတိတ်ခါကြီးမားတဲ့မြို့ဒီမြို့ဟာဆိုရင်ကျွန်တော်တို့ အာနာသိမ့်ပြီးခါစားလို့ပဲပြည်သူတွေဒီစစ်ကောင်စီကိုတန်ဖုံးတီးဆန်ကဆန္ဒပြသလို့ပဲအခု၄နှစ်တာ၅နှစ်ကြာတဲ့အထိဒီစစ်ကောင်စီကို မလိုလားကြောင်းတန်ဖုံးနေတီးပြီးတော့ဆန္ဒပြနေတဲ့မျိုးဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေဒီတော်လန်ရေးမှာတော်လန်ကျင်တဲ့စိတ်တပြားသားမှမညော့သေးဘူးဗျာ ကျွန်တော်တို့ဒီတော်လန်ရေးဟာအမြင့်ပြတ်ချိန်မုန်းနိုင်မဲ့အဆုံးသတ်တိုက်ပွဲတွေဖြစ်တော့မှာပါဗျကျွန်တော်တို့ပြည်သူတွေဒီလိုပါဝင်တာကျွန်တော်ဝမ်းလဲဝမ်းသာတယ်ဗျာဟောစက်သိန်းတွေလည်းထတယ်အရေးတော်မူအောင်ရမယ်